င်ကြောင်ပြုလိုက်တာမသိရပဲနောက်ထပ်သမီးလေးတယောက်မွေးဖွားခဲ့လို့လူပြောများနေရဲ့အဆိုတော်အီတင်ချိုဆွေ ပြည်သက်များလုံးမဲမင်္ဂလာပါရှင်ဆယ်လီစပေး H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အနည်းဆုံးလူနမ်းမာလာပေါက်တဲ့အိုစားတဲ့ဒေးစီရီတွေနဲ့ပြည်သက်ကြမှာတစ်ချိန်ကနာမည်အရန်ကြီးခဲ့သူကတော့အစိုးရအေးတင်ချိုးစွေပါနဘူးပေါ်လက်တင်စဉ်းစားလိုက်ရင်ငါလီရင်မောတယ်ဆိုတဲ့လမ်းမခွဲကြီးတစ်ချိန်ကအဲ့ဒီအချိန်မှာအရန်အောင်မြင်တဲ့တစ်ချိန်ဖြစ်ခဲ့ပြီးတော့နေရာတိုင်းလိုလိုမှာကြားနေခဲ့ရတာပါသူမရဲ့တစ်ချိန်တွေ VCD တွေဟာအရန်ပေါက်ခဲ့ပြီးတော့တကြံတစ်ချိန်တစ်ပုတ်ဖြစ်တဲ့တင်းနဲ့တစ်ချိန်ကလည်းအခုချိန်ထိလူကြိုက်များတဲ့တစ်ချိန်တစ်ပုတ်ဖြစ်နေသေးပါ အစိုးရတအုပ်ဖြစ်ရှမ်းရှမ်းတောင်အောင်မြင်နေစဉ်မှာပဲချစ်သူကောင်လေးတယောက်နဲ့အတူကိုဝင်ရရှိခဲ့ပါတယ်။လူမဆန်တဲ့သူမရဲ့ချစ်သူကကိုဝင်ကိုလုံးဝတာဝန်မယူဘဲရှောင်တိန်နေခဲ့ရကြောင်းအေတင်ချိုဆွေကသမီးလေး IV ကိုခက်ခက်ခဲခဲနဲ့မွေးဖွားခဲ့ရပါတယ်။ယောက်ျားမပေးထားတဲ့စိတ်နဲ့စွန့်ပစ်ခဲ့တဲ့သူ့ရဲ့ချစ်သူကအနုပညာအတိုင်းဝိုင်းကနာမည်ကြီးအနုပညာရှင်တယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။သူမရဲ့အောင်မြင်နေတဲ့အစိုးရဘဝကလည်းအဲ့ဒီအချိန်မှာအမှောင်တွေဖုံးပြီးတော့ပျောက်ကွယ်ခဲ့ရပါတယ်။ပြည်သက်တွေရဲ့ဝေဖန်ခဲ့တဲ့တံကိုလည်းအလူးလဲခံခဲ့ရပါမယ်။သူမ ကတော့ရင်သွေးလေးကိုအတင်းပြီးတော့မွေးဖွားခဲ့တယ်လို့တာဝန်ယူလို့စိတ်မရှိတဲ့ဖခင်ရဲ့အမိကိုတောင်ထုတ်မပြောခဲ့ပါဘူး။အဲ့ဒီလိုမျိုးဝေဖန်မှုတွေအရှက်ရစရာတွေကြုံတွေ့ခဲ့ပေမဲ့အေတင်ကတော့သူမရဲ့သမီးလေးကိုမရရအောင်မွေးဖွားခဲ့ပြီးတော့ကာကွယ်ပေးခဲ့ရပါစိတ်ညစ်စရာစိတ်ပျက်စရာအဖြစ်တွေကိုကြမ်းကြမ်းခံရင်ဆိုင်ရင်းနဲ့အေတင်ကသမီးလေးကိုပြုစုဆောင်ရှောက်ပြီးတော့စင်ငယ်မသားတယောက်ဖြစ်ရည်တည်ခဲ့ပါတယ်။ အရင်နောက်မှာတော့အီတင်ကသူမရဲ့ချစ်စရာကောင်းတဲ့သမီးကျော်လေး IV နဲ့အတူနိုင်ငံရဲ့ခြားမှာအခြေချနေထိုင်ခဲ့ရပါအစောပိုင်းမှာတော့သူမကသမီးလေးနဲ့အတူဂျပန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်အရင်နောက်မှာမှလက်ရှိနေထိုင်ရာဩစတြေးလျနိုင်ငံကိုပြောင်းရွှေ့ခဲ့ရလို့သိရပါတယ်။သမီးဖြစ်သူ IV လေးကအခုချိန်မှာသဘောပေါက်နားလည်တဲ့အရွယ်ကိုရောက်ရှိနေခဲ့ပါပြီ။ အေးတင်ချိုဆွေကမိခင်ပြီးသားစွာနဲ့တမီလေး IV ကိုတယောက်တည်းအားနဲ့ပြုစုပြောထောင်ပြီးတော့ရက်တည်နေခဲ့ရကြောင်းပြည်သက်တွေရဲ့တချိန်ကဝေဖန်မှုတွေဟာအားပေးမှုတွေချီးကျူးမှုတွေအဖြစ်ကြောင်းလဲသွားခဲ့ရပါတယ်။တိမ်မကြခင်အချိန်မှာတော့အေးတင်ချိုဆွေကတမီလေးနဲ့အတူအော်စတြေးလျမှာနေထိုင်ရင်းနဲ့နောက်ထပ်တမီလေးတယောက်ကိုထပ်မံမွေးဖွားခဲ့ရပါ။စင်ငယ်မသားတယောက်ဖြစ်တဲ့သူမကအခုလိုမျိုးတမီလေးတယောက်ထပ်မံမွေးဖွားခဲ့ရကြောင်းပြည်သက်တွေကအင်အားသိမ်းခဲ့ရပါတယ်။ အီတင်ကတော့ Ivy Lee ရဲ့ဖခင်အရင်ကိုမင်းသားတယောက်လို့ပြောခဲ့ရတာကလွဲရင်အမိကိုလုံးဝထုတ်ပေါ်ပြောဆိုခြင်းမရှိခဲ့သလိုအခုချိန်မှာလည်းသူမရဲ့အမျိုးသားကဘသူဆိုတာမသိရသေးပါဘူး။နိုင်ငံခြားသားတယောက်နဲ့အိမ်ထောင်ပြုပြီးတော့တရားပြောရှင်နေကြတာကိုလည်းဘသူမှမသိကြပဲ။သမီးငယ်လေးစာရမွေးဖွားပြီးချိန်မှာတင်ပေးလာတဲ့ပုံလေးတစ်ပုံကြောင့်သိခဲ့ရတာပါ။ အဲ့ဒီအတွက်သမီးငယ်လေးရဲ့ဖခင်ဖြစ်သူအကြောင်းကိုပရိသတ်ကစိတ်ဝင်တစားစောင့်ကြည့်နေကြသလိုအေတင်တယောက်အခုတစ်ချိန်မှာအိမ်ထောင်ရေးကန်ကောင်းစေဖို့မျှော်လင့်နေကြပါတယ်။အစတော့အေတင်ချိုစွေကတော့ဩစတြေးလျနိုင်ငံမှာသူ့ကိုအရင်ချစ်တဲ့နိုင်ငံသားသားချစ်သူနဲ့သမီးလေး IV ဆာရာရိုးနဲ့အတူပျော်ရွှင်စွာနဲ့နေထိုင်လျက်ရှိတယ်လို့သိရပါတယ်။ပရိသတ်ကြီးကလည်းဒုတိယသမီးလေးတဦးမွေးဖွားခဲ့ပြီဖြစ်တဲ့အေတင်ချိုစွေအပေါ်မှာမိမိတို့ရဲ့အထင်မြင်ချက်လေးတွေကိုဝေမျှခဲ့ပါအောင်ရှင်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာသတင်းအသစ်တွေနဲ့အတူပြန်ဆောင်ကြရအောင်နော်။တာယာတော့နေ့ရက်လေးဖြစ်ပါစီရှင်။